ားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ Howies ရဲ့ NFT လမ်းခွဲသတင်းနဲ့အတူ Modif မှာလည်း Crypto အိမ်မက်ဆမှတ်တဲ့သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့ Season တင်ဆက်သူ Crew ဖြစ်ပါတယ်ခင်ဗျာ။ ပထမတစ်ပုတ်အနေနဲ့ Howies ရဲ့ NFT language သတင်းကိုတက်ဆက်ပေးစင်ပါတယ်။ Howies ကားရုပ်လေးတွေ၊ဘာဘီရုပ်လေးတွေရဲ့ foundation အဖြစ်သိကြတဲ့ Metal ကလည်း NFT လောကကိုလက်ပြနှုတ်ဆက်သွားပါပြီ။2022ခုနှစ်လောက်ကစတင်ခဲ့တဲ့သုံးနှစ်သားအရွယ် Howies Garage NFT Collection နဲ့အတူ Metal Amazing နဲ့ NFT Marketplace တွေကိုဖြတ်သိမ်းတော့မှာဖြစ်ပါတယ်။ မရေအနေနဲ့ NFT ရေရွှေထီးစောင်းခဲ့စဉ်ကာလတွေမှာ NFT နယ်ပယ်တွေဝင်လာခဲ့ပြီး NFT တွေနာမည်ကျသွားတဲ့အချိန်အယောင်းဝယ်တွေပါသွားတဲ့အချိန်မှာတော့၃နှစ်တာကာလပတ်လုံးတောင်းခံခဲ့ပေမဲ့အခုအချိန်မှာ NFT တွေအတွက်လက်ပတ်စရိတ်တွေမှာအကောင်အကျမခံကျင်တော့ပုံရပါတယ်။ဒါပေမဲ့လည်းမရေ NFT ခြင်ထားသူတွေအတွက်ကိုတော့တခုခုစီစဉ်ပေးသွားမှာဖြစ်ပြီးဘယ်လိုပုံစံလာမယ်ဆိုတာကိုတော့သေချာမသိရသေးကြဆိုထားပါတယ်။ NFT နယ်ပယ်ရဲဝင်လာပြီးပြန်ထွက်ကြတဲ့နာမည်ကြီးအမှတ်တံဆိပ်တွေအနေနဲ့အဝင်လွယ်ပေမဲ့ပြန်ထွက်ဖို့ကိုအတော်လေးစဉ်းစားကြရပါတယ်။ဝင်လာတော့ကအပိထားကြသူတွေနောက်ပိုင်းကျအကျိုးအမြတ်ပြန်ရမယ်အထင်နဲ့ NFT ဝယ်ကင်ထားသူတွေကပြန်ထွက်တဲ့အချိန်မှာပြဿနာရှာကြမှာဖြစ်ပြီးဒီဖြစ်ရပ်ကို Nike ကတသက်ပြခဲ့ပြီးပါပြီ။ Nike ရဲ့ Artifact NFT Sneaker Platform ကိုဖျက်သိမ်းမယ်လို့ကြေညာပြီးတဲ့နောက်မှာ NFT ဟိုတာတွေက Nike C ကနေနင်နာချေး ဒေါ်လာမီလီယံနဲ့ချီပြီးတောင်းဆိုထားပါတယ်။ဒါကြောင့် NFT တွေခေကောင်းစဉ်က NFT ထုတ်ထားပူခဲ့ကြတဲ့နာမည်ကြီးအမှတ်တံဆိပ်တွေအနေနဲ့ NFT တွေခေပြန်မထားမစင်ဒူဗီတာဘေးခံပြီးဆက်ထိန်ထားမလားဒါမှမဟုတ်ပိတ်သိမ်းမယ်ဆိုရင်လည်း NFT ဟိုရာရဲ့တုံ့ပြန်မှုပေါင်းစုံကိုခံနိုင်ရှိရလားဆိုတာစဉ်းစားကြရမှာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ motive လဲ crypto အိမ်မှာစမှတ်တဲ့တရင်ကိုတက်ဆက်ပေးစင်ပါတယ် motive လဲ crypto အိမ်မှာစမှတ်လိုက်ပါပြီကျင်းစုနိုင်ငံလေးတခုဖြစ်တဲ့ motive အစိုးရက Dubai အခြေစား MBS Global Investment နဲ့ပူးပေါင်းပြီးတော့ဒေါ်လာ9 billion တန်တဲ့ crypto နဲ့ blockchain hub တခုတည်ဆောက်သွားဖို့ကြေညာလာပါတယ်အခုလက်ရှိမှာ motive ရဲ့စီးပွားရေးကခီးသွားလုပ်ငန်းနဲ့ငါးဖန်လုပ်ငန်းအပေါ်မှာအဓိကမိတည်နေရပြီး ဒီလိုမီတီနီယာမှုကိုအဆုံးသတ်နိုင်ပြီးခရစ်ပတိုလုပ်ငန်းတွေပြပနီးပညာလုပ်ငန်းတွေဝင်ရောက်အခြေစိုက်ရာနေရာတစ်ခုဖြစ်လာစေဖို့ရည်ရွယ်ကြောင်း Motive အစိုးရဘက်ကဆိုထားပါတယ်ဒီ project ရဲ့ဒစိမ့်တစ်ပိုင်းအဖြစ်83000 square meter အကျယ်အဝေးရှိတဲ့ facility တစ်ခုတည်ဆောက်သွားမှာဖြစ်တယ်လို့ဒီ facility မှာလဲလူပေါင်း16000အထိအလုပ်ခန့်ထားနိုင်မယ်လို့မျှော်မှန်းထားပါတယ် project အပြည့်တက်ဖို့အတွက်ကိုတော့ငားနေအထိအချိန်ယူရနိုင်ပြီးတောင်အားရှာရဲ့ crypto hack ဖြစ်လာဖို့အိမ်မက် account ထဲပေါ်လာမလားဆိုတာကိုစောင့်ကြည့်ကြရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လုပ်တယ်မှာ fee discount ပြင်ရမယ်အခုကောကောတော့ပြပြီးတော့ account ဖွင့်နိုင်ပါတယ်နားဆင်ပေးကြတဲ့တော်တော်ရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ